ပထဝီဝင်ပေးထားချက်နဲ့ကချင်တော်လိုင်းရေးအခက်ခဲအပိုင်းတက်နောက်တိုင်းကလာတဲ့ခရစ်ယာန်သာရနာပြုတွေကြောင့်ကချင်လူမျိုးတွေဟာခရစ်ယာန်တွေဖြစ်လာကြပြီးစာပေကိုလည်းရရှိလာတဲ့အတွက်ခရစ်ယာန်သာရနာပြုတွေရဲ့အကျိုးတွေရှိခဲ့တာတော့မှန်ပါတယ်စစ်အာဏာရှင်အုပ်စုနဲ့တိုင်းရင်းသားလူမျိုးတွေကိုနိုင်ငံရေးအရဒန်းတူညီတူမဆက်ဆံလို့တဲ့အုပ်စုတွေကတော့ ိုင်းနာတွေရဲ့လက်နက်ကိုင်တော်လိုင်းကြီးကိုကိုလိုနီပြုခဲ့တဲ့နိုင်ငံကြီးတွေရဲ့တွေးခွဲအုပ်ချုပ်ခဲ့မှုတော့မဟုတ်တွေးထိုးနှိုးဆော်မှုတွေကြောင့်ဖြစ်ရတယ်လို့စွပ်စွဲပြောဆိုရကြပါတယ်။ဒါပေမဲ့ကချင်လူမျိုးတွေရဲ့လက်နက်ကိုင်တော်လိုင်းကြီးကိုကြည့်ရင်ပထဝီဝင်ပေးထားချက်ကိုမေ့ပြီးအမေကျော်တွေးတော်လန်းခဲ့တဲ့ချင်းကပ်မှုမျိုးနဲ့စတင်ခဲ့ခြင်းမဟုတ်ဘူးလို့လေလာတုံ့တက်မိပါတယ်။ပင်လုံစာချက်ကိုလက်မှတ်ရေးထိုးခဲ့ကြတဲ့ကချင်နိုင်ငံရေးခေါင်းဆောင်တွေဟာ၎င်းတို့ရဲ့ခေတ်ကာလကကမ္ဘာနိုင်ငံရေးရည်စည်းကြောင်းနဲ့ ၎င်းတို့ရင်ဆိုင်နေရတဲ့နိုင်ငံရေးအခင်းအကျင်းတွေကိုဆက်ဆက်သုံးတမ်းမှုမှာအားနေကောင်းအားနေခဲ့ပေမဲ့သူတို့ရဲ့အတွေ့အကြုံနဲ့ဉာဏ်ပညာကိုပေါင်းစပ်ပြီးရည်ရွယ်ချက်ကောင်းတဲ့လက်တွေ့ကျကျဆန်းစစ်ဆုံးဖြတ်ခဲ့ကြတယ်လို့မြင်မိပါတယ်။အဲ့ဒီအချိန်ကကချင်ခေါင်းဆောင်တွေဟာအမေရိကန်နဲ့ဗြိတိရှ်ကိုလည်းခွဲခြားတည်မြင်ပြီးစစ်စာဆုံးဖြတ်ခဲ့တာကို တွေ့ရပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဗြိတိရှ်အစိုးရကကချင်လူမျိုးတွေအတွက်အုပ်ချုပ်ရေးအတွေ့အကြုံနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ပြီးမှ ွတ်လပ်ရေးပေးမယ်လို့ဆွေးနွေးလာတဲ့အခါကချင်ခေါင်းဆောင်တွေကအပြင်းထန်ညှင်းဆိုးခဲ့ကြပါတယ်။သူတို့ထောက်ပြခဲ့တဲ့အချက်တစ်ခုကကချင်လူမျိုးတွေစာတက်လာတာဟာအင်္ဂလိပ်လူမျိုးတွေကြောင့်မဟုတ်ဘဲအမေရိကန်သာရနာပြည်တွေကြောင့်သာဖြစ်တယ်။ပြည်ချအစိုးရကကချင်တွေအတွက် လေးတန်းပဲဖွင့်ပေးခဲ့တယ်လို့ငင်းဆန်ပြောဆိုခဲ့ကြောင်းဒူဝါဝါဘော်ဆိုရီရေးတာခဲ့တဲ့ကချင်ပြည်နယ်ကျွန်ုပ်စာအုပ်မှာဖတ်ရှုရပါတယ်။ဒါဟာကချင်လူမျိုးတွေခရစ်ယာန်ဖြစ်လာပေမဲ့ ရန်သူဖြစ်ခဲ့ဦးတဲ့ခရစ်ယာန်နယ်ချက်အင်္ဂလိပ်နဲ့ယုံကြည်မှုတည်ဆောက်ဖို့အတိတ်ကာလကအတွေ့အကြုံတွေကြောင့်ခက်ခဲပြီးမအောင်မြင်ခဲ့တဲ့တမိုင်းဖြစ်ပျက်တစ်ခုဖြစ်ပါတယ်။အလားတူပဲ KIO KNA မပေါ်ပေါက်ခင်ကကချင်လက်နက်ကိုင်တော်လှန်ရေးကိုကောင်းဆောင်ခဲ့သူတွေကလည်းအနောက်နိုင်ငံဘက်ကိုအလင်းစလိုချင်းကပ်ခြင်းမရှိခဲ့တာကိုလေ့လာတွေ့ရှိရပါတယ်။ဘာသာချင်းနိုင်ငံရေးယူဝါဒချင်းမတူပေမဲ့အိန္ဒိယချင်းဖြစ်တဲ့တရုတ်နိုင်ငံကိုချင်းကပ်ခဲ့တယ်လို့အိန္ဒိယနိုင်ငံကိုလည်းချင်းကပ်ခဲ့ကြောင်း လေလာတရှိရပါတယ်1949ခုနှစ်ကလေးကကရင်တော်လှန်ရေးအဖွဲ့နဲ့ချိတ်ဆက်ပူးပေါင်းပြီးလက်နက်ကင်တော်လှန်ခဲ့တဲ့ဒူဝါနော်ဆိုင်တို့အဖွဲ့ကမြေပြန်ဒေတာတွေမှာမြို့ရင်းတိုက်ပွဲတွေဆင်နွှဲခဲ့ပြီးတဲ့နောက်ချမ်းပြည်မြောက်ပိုင်းကချင်ဒေတာကိုတက်လာပြီးကချင်ပြည်လွတ်မြောက်ရေးအတွက်ဖာစာပလအစိုးရကိုလက်နက်ကင်တော်လှန်ဖို့စီယုံနှိုးဆော်ခဲ့ပါတယ်ဒါပေမဲ့ဖာစာပလပါတီကြိုးကင်တဲ့ပါလီမန်စနစ်မှာငွေပြော်နေတဲ့ကချင်ခေါင်းဆောင်တွေရဲ့ညှဉ်းဆန်းမှုကြောင့် တော်လိုင်းရင်အချိန်အဟုန်မြင့်မို့ကြီးမားတဲ့ခက်ခဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒါကြောင့်ဒူဟာနော်ဆိုင်တို့အဖွဲ့ဟာတရုတ်ရဲ့အကူအညီရယူဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့တရုတ်အစိုးရကဒူဟာနော်ဆိုင်တို့အဖွဲ့ကိုတရုတ်ပြည်ကိုဝင်ရောက်ခုလုံခွင့်ပေးခဲ့ပြီးမဲ့ဒူဟာနော်ဆိုင်တို့မျှော်လင့်ခဲ့တဲ့အကူအညီကိုတော့မပေးခဲ့ပါဘူး။ဒူဟာနော်ဆိုင်နဲ့အတူတရုတ်ပြည်ကိုဝင်ရောက်တွားခဲ့တဲ့ရဲဘော်ရဲဘက်တွေရဲ့ကချင်300နာဦး၊ကရင်33ဦးနဲ့ရှမ်းပလောင်ဗမာဗမာတရုတ်ချင်းကလား စားတဲ့ကချင်မဟုတ်သူစစ်နက်ဦးလို့ဖြစ်ကြောင်းဇင်ဟန်တန်ရေးတာထားတဲ့အမျိုးသားခေါင်းဆောင်နော်ဆိုင်နဲ့၎င်း၏ရဲဘော်ရဲဘက်များစာအုပ်မှတွေ့ရပါတယ်။ဒူဝါနော်ဆိုင်တို့တရုတ်ပြည်ကိုဝင်ရောက်သွားတာနှစ်ပေါက်အောင်ကြာလာပြီမဲ့အလားအလာကောင်းမကြားရတဲ့အတွက် KIO ကိုဥဆောင်ဖွဲ့စည်းသူဖြစ်ပြီးပထမဆုံးဥက္ကဋ္ဌဖြစ်ခဲ့တဲ့ဗိုလ်ချုပ်လက်ထောင်စော်ဆိုင်ကကရင်ပြည်နယ်ကနေဒူဝါနော်ဆိုင်နဲ့အတူရှမ်းပြည်ကိုလိုက်လာခဲ့တဲ့ကရင်တပ်ဖွဲ့ဝင်အချို့နဲ့အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ ထိုင်းနယ်ချက်ကိုဆင်တော့ခဲ့ပါတယ်။ဘူဂျုံစော်ဆိုင်က တက္ကသိုလ်ကျောင်းသားဖြစ်တဲ့၎င်းရဲ့ညီရင်းနဲ့ချိတ်ဆက်ပြီးမြေအောက်စီယုံလှူရှာမှုတွေကိုလှုံ့ဆော်စေခဲ့ပါတယ်။ကချင်လက်နက်ကိုင် တော်လှန်ရေးကိုတကြော့ပြန်စားဖို့စတင်လှုံ့ရှားလာခဲ့ကြတာဖြစ်ပါတယ်။ဒီကာလဟာဖာစာပါလအကျိုးကိုင်နဲ့ပါလီမန်စနစ်လည်းယိုယွင်းလာတာနဲ့ဥနေဝင်ဥဆောင်တဲ့အာဏာသိမ်းမှုဖြစ်ပေါ်လာတော့မဲ့ဆဲဆဲနှစ်ကာလတွေဖြစ်ပါတယ်။1960အောက်တိုဘာ25ရက်နေ့မှာတော့ တော်လိုင်းရေးကိုဦးဆောင်မဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။ KIO ခေါင်းဆောင်တွေကလည်းအင်းနီချင်းဖြစ်တဲ့တရုတ်အစိုးရကိုလက်နက်ကူညီပေးဖို့ဒုမဟုရောင်းချပေးဖို့နန်ဆက်ဒေတာကတရုတ်ဈေးဆိုင်တွေမှာစားနပ်ရိက္ခာဝယ်ခွင့်ပြုဖို့ယာယီဌာနချုပ်စခန်းငယ်ဖွင့်နိုင်ဖို့တရုတ်နိုင်ငံနေဆက်အတွင်းတမိုင်အကျယ်ဝန်းတက်မှတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဦးနုခေါင်းဆောင်နဲ့ဖာစာပါလာအစိုးရနဲ့မိတ်ဆွေဖြစ်နေတဲ့တရုတ်က မကူညီခဲ့ကြောင်း ဘိုးချိုးစော်ဆိုင်ရဲ့ဇနီးရေးတဲ့ကျွန်မနဲ့တော်လိုင်းရင်ခီးစဉ်စာအုပ်မှာဖတ်ရပါတယ်။ထိုအချိန်ကာလဟာအမေရိကန်ပြည်ထောင်စုဥဆောင်တဲ့နိုင်ငံတွေနဲ့ဆိုဗီယက်ယူနီယံဥဆောင်တဲ့နိုင်ငံတွေကြားစစ်အေးတိုက်ပွဲဖြစ်ပွားနေတဲ့ကမ္ဘာနိုင်ငံရေးအခင်းကျင်းကာလဖြစ်ပါတယ်။မြန်မာအစိုးရဝန်ကြီးချုပ်ဦးနှုက၎င်းကမ္ဘာနိုင်ငံရေးအခင်းကျင်းမှာဗမလိုက်နိုင်ငံများလှုပ်ရှားမှုကိုဥဆောင်ပါဝင်ခဲ့သူတူဦးဖြစ်ပြီးဦးနှုနဲ့ရင်းနှီးတဲ့ဝန်ကြီးချုပ်နေရူးဥဆောင်နေတဲ့ အိန္ဒိချင်းအိန္ဒိယနိုင်ငံကလည်းဗမလိုက်နိုင်ငံများလှုပ်ရှားမှုမှာပါဝင်နေတဲ့ကာလဖြစ်ပါတယ်။အဲ့ဒီကမ္ဘာနိုင်ငံရေးရည်စည်းကြောင်းနဲ့အိန္ဒိချင်းနိုင်ငံကြီးတွေရဲ့ချင်းကပ်မှုကလည်းကချင်တော်လှန်ရေးပေါ်တက်ရောက်မှုရှိခဲ့တဲ့သဘောလို့သုံးသပ်မိပါတယ်။ကချင်တော်လှန်ရေးကိုအိန္ဒိချင်းနိုင်ငံတွေရဲ့တုံ့ပြန်မှုကလုံလုံလားလားမရှိခဲ့တာကြောင့်လက်နက်ကင်တော်လှန်ရေးအတွက် အနက်ခံရန်ရရှိဖို့နဲ့နိုင်ငံတကာအစိုးရတွေကိုအတိပေးစည်းရုံးပြီးတော်လှန်ရေးကိုအရှိန်မြင့်တင်နိုင်ဖို့ ဗိုလ်ချုပ်စော်ဆိုင်ကတူကိုတိုင်းထိုင်းနိုင်ငံတွေကိုခီးနေနေတယ်လို့လေ့လာသိရှိရပါတယ်။1965ခုနှစ်နိုဝင်ဘာလတွင်စော်ဆိုင်သည်တရုတ်အစိုးရနှင့်အိန္ဒိယအစိုးရထံမှအကူအညီများမရရှိတော့ကြောင်းနနခေယံများနဲ့စစ်တပ်တွင်လိုအပ်သောပစ္စည်းများရရှိနိုင်ရန်ဌာနချုပ်မှထောက်ခွာခဲ့သည်1965ခုနှစ်ဒီဇင်ဘာလကုန်ပိုင်းတွင်ဒူဝါဇော်ဆိုင်သည်ရဲဘော်နေရာနှင့်အတူမြင်းအောင်80ဖြင့်ထိုင်းနိုင်ငံဘက်သို့ဆင်းလာသည် 1966ခုနှစ်ဖေဖော်ဝါရီလတွင်ထိုင်းနယ်စပ်တို့ရောက်သည်ကချင် Foreign Affairs အဖွဲ့ဖွဲ့ပြီးလုပ်ငန်းများစတင်လှုပ်ဆောင်ခဲ့သည်လို့ဗိုလ်ချုပ်စော်ဆိုင်ရဲ့ဇနီးရေးတဲ့စာအုပ်မှာတွေ့ရပါတယ်ပထဝီဝင်ပေးထားချက်နဲ့ကချင်တော်လှန်ရေးအခက်အခဲအပိုင်းနှစ်ကိုဆက်လက်ဖော်ပြပါမယ်ခင်ဗျာ thank you